တေချာဂယူဆိုက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့မျက်နာဘဲဘချမ်းနဲ့ညာဘချမ်းမှာရှိတဲ့အစိပ်ပိုင်းတွေအားလုံးကခေါရိုးညီထတ်တူကြမျက်လုံးတစ်ဖက်နဲ့တစ်ဖက်အချင်းအချင်းနရွက်နှက်ခမ်းအနည်းငယ်ကွာခြားမှုတွေရှိတယ်လေ့ကျင့်ခန်းလုပ်တဲ့သူတွေပိုသိတာတယ်ရှင်းအောင်ပဲညာကြောပြင်ပဲညာလမောင်းပဲညာတိတ်မညီတတ်ဘူးအနည်းငယ်ကွာနေတတ်ဒီဖြစ်ဖြစ်ကနေပြီးတော့ကျွန်တော်တို့သင်ခန်းစာနှစ်ခုယူလို့ရပထမတစ်ခုကကျွန်တော်တို့လူတယောက်တည်းဖြစ်တော်ညာလဲ ကျွန်တော်ခန္ဓာကိုယ်ကြီးရဲ့ဘယ်ဘချမ်းနဲ့ညာဘချမ်းတော့ထပ်တူမကြဘူးဆိုရင်ကျွန်တော်ရဲ့အတွေးခေါ်တွေနဲ့အရှိရလူကိုကျွန်တော်နဲ့ပတ်သက်နေတဲ့သူကိုထပ်တူကြရမယ်လို့ဘာကြောင့်မျှော်လင့်နေလဲအဲ့ဒီအရာက force hope မဖြစ်နေဘူးလားထပ်တူကြဖို့အတင်းစွတ်ကြိုးစားရင်တပတ်လူမောကိုယ်ရောပြန်မှန်းရမှာမဟုတ်ဘူးလားဒါနံပါတ်၁နံပါတ်၂ချက်လက်ကျင်ကလောက်တာနဲ့ပတ်သက်ပြီးပြောချင်းလူခန္ဓာကိုယ်ဒီဆက်ရုပ်ကဲ့သို့ခောက်ချိုးညီမဟုတ်ပါဘူး ကမ္ဘာမှာခန္ဓာကိုယ်အချိုးအစားအကောင်းဆုံးနဲ့အိုလံပီယာဆုအကြံဉာဏ်ရထားတဲ့ရော်နီကွန်မန်လိုပုဂ္ဂိုလ်တော်နောက်ကျော်ဝင်းပညာမကြီးဘူးလမောင်းညှက်လိုက်တဲ့အချိန်ကပညာမကြီးတာတိတိသာတွေ့ရမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ကဘာကြောင့်ကိုယ့်ကိုကြည်ပြီးကိုယ့်ကိုခံစားပြီး insecurity တွေဝင်နေရမှာသိရမှာဒီလူသားဒီစက်ရုံမဟုတ်ပထမ lesson ကဘာလဲဘယ်သူမှကိုယ်နဲ့ထပ်တူမကြနိုင်ဘူး ဇွတ်ကိုစိတ်ကြိုက်ပုံစံပုံသွင်းမှုမကြိုးစားပါနဲ့ဒီနှစ်ခုကိုလက်ခံနိုင်ရင်ကျွန်တော်တို့နေ့ရက်တိုင်းကပုံမစိတ်ချမ်းသာစရာကြော်ရွှင်စရာဖြစ်လာမယ်လို့ထင်ပါတယ်တွေးစရာတစ်ခုရရင် yes တုံမှန်ပြီပါကျွန်တော်ခုနိုင်ဦးပါကျေးဇူးတင်ပါ